မင်္ဂလာပါကိုခန့်အစ်စ်တာဖုတ်ဘောရှိုးအနေကျေးဇူးပါတယ်ကျွန်တော်ကိုခန့်ပါဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်သွားချင်ပါတယ် ပထမဆုံးသတင်းကြေညာတဲ့တဲ့ရင်ကတော့ဂန်နာရင်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါရခင်ဗျာ Football Transformer ပေါ်ပြထားတဲ့ဂန်နာရဲ့အပြောင်းအရွှေ့သတင်းတစ်ပုဒ်ထဲမှာဆိုရင် Arsenal က Ipswich Town အသင်းရဲ့အင်္ဂလိပ်တိုက်စစ်မှု Leon Delap ကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ် Leon Delap ကိုခေါ်ယူတဲ့နေရာမှာအတွေ့အကြုံရင့်ပြီးတော့တသက်ပြနိုင်တဲ့ကစားသမားတစ်ယောက်အဖြစ်ရောက်ရှိအောင်အသင်းက Supporting တွေလှုပ်ပေးသွားမယ်ဆိုတဲ့အယူအချက်မျိုးနဲ့ န်လန့်မှုပြုလုပ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်ခင်ဗျာဆိုတော့အာစနယ်သင်းတိုက်စစ်မှုတယောက်ကိုမဖြစ်မနေခေါ်ယူတင်တယ်ဆိုတာပြည်သက်တွေအားလုံးလည်းသိရှိပြီးဖြစ်ပါလိမ့်မယ်ဘယ်တိုက်စစ်ကစားသမားကိုခေါ်ယူမလဲတာအခုချိန်မှာတိတိပပမသိရသေးတာအာအင်းနဲ့သတင်းထွက်နေတဲ့တိုက်စစ်မှုတွေကလည်းအများကြီးပဲသတင်းထွက်မှာပေါ့အာစနယ်သင်းမဖြစ်မနေလိုအပ်နေတဲ့နေရာကနံပါတ်9စစ်စစ်ကစားသမားတယောက်ဆိုတာကျွန်တော်တွေမဟုတ်ဘူးအားလုံးမြင်တယ်ခိုင်းအဗက်စတီနံပါတ်9ကစားသမားစစ်စစ်မဟုတ်ဘူးမီကယ်မီရီနိုကတော့ပူဆိုးတာပေါ့ဒီနှစ်ဘောလုံးရာသီမှာမှသူကတိုက်စစ်မှုအဖြစ်ကစားဘူးတာလေအဲ့တော့အာအင်းရဲ့တိုက်စစ်မှုလိုအပ်ချက်ကလဲပြမှာစင်သွာ ားတယ်လို့မျိုးထင်နေကြစားမြင်နေရတယ်အဲ့တော့တိုက်စစ်မူတိုင်းနဲ့အာစနယ်သတင်းထွက်နေတယ်ဆိုတာကြိုးကြောင်းသိလျော်တယ်အခုနောက်ဆုံးသတင်းထွက်လာတဲ့တိုက်စစ်မူကတော့လီယန်ဒီလက်ပေါ့ အမရငယ်တရင်ထွက်နေတဲ့တိုက်စစ်မှုတွေကတော့ဒါ video game တို့နော်နောက်ပြီးတော့ lipstick အတင်းရဲ့တိုက်စစ်မှု benjamin shash ကိုမနေ့ကဒူဆန်ဗလာဟိုဗစ်နဲ့တောင်တရင်ထွက်တဲ့ဗျာဆိုတော့ဘယ်တိုက်စစ်မှုအခုချိန်ရောက်မယ်မှန်းမသိသေးပေမဲ့တေချာတခုကနောက်လာမယ့်နွေရာသီအပြောင်းအလဲကာလမှာတိုက်စစ်မှုတစ်ယောက်ကို arsenal တင်ခေါ်ခေါ်ပါလိမ့်မယ်အခု lian dilap နဲ့တရင်ထွက်လာခြင်းအပေါ်မှာကျွန်တော်ရဲ့အမြင်ကတော့ lian dilap နဲ့ကဘယ်အသိမှမဆိုတရင်ထွက်မှာပဲအဲ့တော့ arsenal အနေနဲ့ lian dilap ကိုခေါ်ယူမယ်ဆိုရင်လည်း ခုံလို့ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒီလပ်ကအင်္ဂလန်တားပေါက်တီထဲမှာတွန်းတွန်းတိုက်တိုက်နဲ့တော်တော်ကစားနိုင်စွမ်းရှိတဲ့ကစားသမားလို့ပြောရမယ်။ကျွန်တော်သူ့ရဲ့ကစားပေါက်ကိုမြင်ရတာတခိတခါဝက်ဆန်အသင်းရဲ့တိုက်စစ်မှုဒင်းအက်စတန်ဝန်အောင်ပြန်ပြီးအမှတ်ရစီပါတယ်။အက်စတန်ဆိုရင်လည်းဒူးတန်ရာကြောင့်အသက်ငယ်ရွယ်နဲ့သာအနားယူလိုက်ရတာ။စပေါ်တော့ကျွန်တော်အရင်သဘောကျခဲ့တဲ့ကစားသမားတယောက်ထားပါအဲ့တော့လီယန်ဒီလပ်တီ စ조사အားထုတ်မှုအပြည့်နဲ့တုံတုံတက်တိုက်ကစားနိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်။ physical bit ကိုသွားကြည့်လိုက်အောင်ခြေသလုံးတလုံးလုံးကိုအကြီးပဲ။လုံးဝတိုက်စစ်မှု site တိုးမယ်ရိုးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဂိုးသွင်းတေချာဖို့သာနည်းနည်းလေးကျင့်ပေးလိုက်ရင် Vita Yogesh ထက်မတိုင်အောင်မှ Vita Yogesh Coventry မှာကစားနေတဲ့တန်းလောက်တော့တာတာလေးဖြစ်တယ်။အခု Arsenal အသင်းခေါ်ယူဖို့အတွက်ဟိုအဓိကမလုံးပေးတဲ့ reason တွေကလည်းမိုက်ပါတယ်။မင်းတက်တည်ပြပြီးသားနော်ပေါ်တော့ခွင့်ရရမယ်ဆိုတဲ့အခြေအနေမျိုး မလုံးပေးထားတာဖြစ်တဲ့အတွက်ကြောင့် LND Lab အနေနဲ့လည်းသူ့ရဲ့ကစားသမားဘဝအနာဂတ်တေချာတဲ့အသင်းအသင်းကိုပြောင်းရွှေ့ဖို့အတွက်ရွေးချယ်ပါလိမ့်မယ်အခုချိန်မှာ LND Lab ကိုခေါ်ယူခြင်းနေတဲ့ club အသင်းတွေထဲမှာဆိုရင် Arsenal အသင်းပြင် Manchester United Chelsea တို့ပါပါတယ်ဒီ lab ကတော့ကျွန်တော်ခုနကပြောသလိုပေါ့သူ့ကစားသမားဘဝလက်ရှိအချိန်နဲ့မဟုတ်အနာဂတ်အတွက်ပါဘယ်အသင်းကပို့ပြီးတော့အာမခံချက်ပေးနိုင်မလဲစဉ်းစားပါလိမ့်မယ်ပြောင်းရွှေ့ခြင်းရလည်းအလွန်နှေးပါတတ်တာတော့ပြောင်းရွှေ့ခြင်းဖြစ်တဲ့ပေါင်တန်း30နဲ့သာဝယ်ယူရမှာဖြစ်တဲ့အတွက်ကြောင့် လီယန်ဒီလက်သည်ကလပ်တင်းတင်းကိုလင်မြန်စွာ ပြောင်းရွှေ့သွားနိုင်ပါတယ် if this down တန်းဆင်းသွားမယ်ဆိုရင်ပေါင်တန်း30နဲ့ရောင်းချခွင့်ပြုရမယ်ဆိုတော့စာချုပ်ပါအချက်လက်ကိုချုပ်ရေးရ DND Lab ကိုစိတ်ဝင်စားတဲ့ club တွေပုံမများပြားလာတယ်လို့တော့သုံးသပ်မိပါတယ်ကဲနောက်ထပ်သတင်းဘုတ်ကလည်းဒါဂန်နာအောင်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် El Equip ပြင်သစ်သတင်းဌာနကဖော်ပြထားတာပါ Arsenal တင်းကသူတို့တင်းရဲ့အဓိကနောက်ခံကစားသမား William Saliba ကို Real Madrid ရဲ့ရန်နေကာဝယ်ဖို့အတွက်စာချုပ်တက်တန်းတိုးဖို့စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်စီစဉ်ဆောင်နေတာမဟုတ်ပြဟိုဆွေးနွေးမှုတွေအရှိန်မြင့်နေပြီလို့ဖော်ပြထားတာပါเนาะဆိုတော့ William န်ဆလီဘာလက်ရှိအချိန်မှာကဘောမှာအကောင်းဆုံးနောက်ခံလူတွေကတယောက်ပဲဘတ်စတိုနီနဲ့ဆလီဘာသူ့ရဲ့ဟိုပေါက်ကြီးတူတူပဲပေါ့နော်ဒီချိန်မှာဘတ်စတိုနီကပိုကောင်းတဲ့ဘာညာပြောကောင်းပြောလိမ့်မယ်မှန်လဲမှန်ပါတယ်ဒါပေမဲ့အသက်အရွယ်နဲ့ပြန်ချိန်ကြည့်မယ်ဆိုရင်တိတ်ပြီးမတိမ်မြင်းအချိန်ဒီမှာပြန်ဖြစ်သွားရပေါ့နော်ဆိုလိုချင်တာကဝီလျံဆလီဘာဒီဒမန်စ်အေးအမ်းများတဲ့ကစားသမားဖြစ်လာလိမ့်မယ်သူ့အသက်အရွယ်နဲ့သူကရောက်နေတဲ့ခြေသွမ်းပိုင်းကပွင့်လင်းပြောရင်တန်တော်မတန်ဘူးခြေသွမ်းပိုင်းကပိုကောင်းနေတာအဲ့တော့ ရီယယ်မက်ဒရစ်ကလည်းမမှာပဲအခုထရန့်အလက်ဇန္ဒားအာနိုမသွားတာပဲကြည်အသင်းကိုချစ်စိတ်မှာဗျာဒါပွင့်လင်းပြောမယ်ဆိုထရန့်ကလီဗာပူးအကယ်ဒမီကထွက်တဲ့ကစားသမားလီဗာပူးကလွဲပြီးဘဲမှာမပြောင်းလို့ပြောထားတဲ့ကစားသမားတောင်နောက်ဆုံးရီယယ်မက်ဒရစ်ကိုရောက်သွားတာပဲအဲ့တော့ဝီလန်ဆလီဘာကအာစနယ်တင်းရဲ့ငွေမွေးချံပေါက်လည်းမဟုတ်ဘူးနော်အငားတွေလည်းအများကြီးကစားခဲ့ရတယ်စိတ်အဒီယန်နီကနေပြောင်းရွှေ့လာတဲ့ကစားသမားသူ့ကိုလင်းမြော်သောစာအုပ်တံတန်းမတိုးဆိုရင်တော့ဘယ်ရာမှအစိုးမရဘူး2020ခုမှာစာချုပ်တံတန်းဂုံးမယ်နောက်ပေါ်လုံးရသည်ပြီးသွားတဲ့အခါကျရင်တနစ်စာအုပ်တံတန်းနဲ့ဝင်လာတော့မယ်အဲ့လို ချိန်ကာလမျိုးမှာ William Saliba ရဲ့အသက်25ဆွဆုံးလောက်ပဲရှိအောင်မယ် Real Madrid ကတော့အဲ့လိုအသက်အရွယ်မျိုးတွေအကြိုက်ပေါ့ဗျာအဲ့အတွက်ကြောင့်ဒီအဓိကနောက်ခံကစားသမားစာအုပ်တန်တိုးဖို့ကတခြားနောက်ခံပြစ်မဲ့ကစားသမားတွေကိုခေါ်ယူဖို့ထပ်ပို့ပြီးအရေးကြီးတယ်လို့ထင်တယ်ဒါပေမဲ့ကစားသမားတယောက်ရဲ့အတွေးအကြုံနဲ့တော့သူ့ရဲ့ဖြစ်ချင်တဲ့အနာဂတ်တွေဒါကျွန်တော်တွေကသိလဲမသိဘူး William Saliba ကိုတိုင်းပဲသူဘာဖြစ်ချင်လဲဘာလုပ်မလဲဆိုတာသိနေပါလိမ့်မယ်အာဆင်နယ်သည် William Saliba ကိုစာချုပ်တန်တိုးရ ထင်သလောက်လွယ်ကူမှုရှိမှာမဟုတ်လို့တော့ကျွန်တော်သုံးသပ်မိပါတယ်။ဟုတ်ကဲ့တလက်စာရယ်မိတ်ဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုလေးကိုကူညီပတ်မှုထားတဲ့ football game မှာ football game မှာ one sport လည်းကစားလို့ရပြီ promo code ဖြစ်တဲ့ FBG အကြီးစလုံး93လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါခင်ဗျ။ ဒီတက်ပို့ပြီးတော့အသေးစိတ်ကိုတည်ကျင်နေဆိုရင်ဘိုင်ဘန်နမ်ကိုချော့ချော့33333မှာဆက်သွယ်ဆုံးတဲ့မေးမြန်းလို့ရပါတယ်။ Okay ကျွန်တော်ဒီတကာဆွေးနွေးကျင်တဲ့တင်ရင်ကတော့ Football Insider ကဖော်ပြထားတဲ့ Liverpool နဲ့ပတ်သက်တဲ့တင်ပြဖြစ်ပါတယ်။ Liverpool တင်ရသူတို့တင်ရဲ့အသက်28နှစ်အရွယ် Greece Bay နောက်ခံကစားသမား Simicas ကိုအခုနွေရာသီပြောင်းရွှေ့ကာလမှာရောင်းချဖို့အစီအစဉ်နေရလို့သိရပါတယ်ခင်ဗျာ။ Simicas ကိုနီးပြအဆက်ဆက်ကသဘောမကျခဲ့တာပေါ့။အဆက်ဆက်လို့ပြောရင်နှစ်ယောက်တည်းပါ။ အရင်ကလပ်လည်းစီမီဂတ်ကိုအရင်သဘောမကျသလိုအခုနီးပြအာနာစတော့လည်းသဘောတိတ်ကျကြီးရတော့မဟုတ်ဘူးအဲ့တော့ကြနွေရာဒီမှာ left back ကစားသမားအစုံနဲ့ liverpool မှာမြင်ရဖို့ရှိတယ်အဓိကပေါ်တော့ကစားသမားတွေမဟုတ်ဖဲနဲ့အရင်ကစားသမားတယောက်ပါခုံနိုင်နေဆိုတော့သဘောမျိုးပြောတာပါ တော့ Simicas ကကစားသမားကောင်းတော့ကစားသမားကောင်းမယ်ဒါပေမဲ့ defensive action တွေမကောင်းတဲ့ left back ကစားသမားဖြစ်နေတယ် Simicas ဒီ cross ball တွေအလွတ်တယ်ကန်ဘောတွေတကယ်ကောင်းတယ်နော်မတိုက်စစ်ကနေ cover cross တွေပဲပြီးပြီးဒါမှမဟုတ်ပြန်ပြီးတော့ reverse cross တွေပဲပြန်ပြီးပြီး yoyo cross ပဲပြီးပြီးအဆင်ပြေတယ်ပြဿနာကအဲ့လို winger တွေ wing back တွေကစားမဲ့ နော်ဝင်ဘက်တွေမှာရှိတဲ့အခြေအနေမျိုး a gap အကျယ်ကြီးတွေမဖြစ်နိုင်ဘူးဗျာထားလိုက်တော့သူရှေ့ overlap တက်သွားတဲ့ attack လုပ်တယ်ပြန်ဆင်းရမယ့်အခြေအနေမျိုးဆိုရင်ဒါ Robertson လို့ဆိုရင်ပိုကောင်းတယ်အခု Milo Gakas နဲ့ Liverpool တင်းထွက်နေတယ် Simicast ကလည်း အသင်းကနေထွက်မယ်ဆိုတော့ကျွန်တော်အထင်အရပြောမယ်ဆိုရင်ကာကတ်စ်နဲ့လီဗာပူးတို့အများကြီးဖြစ်လာနိုင်တယ်ဗျ။ဆိုတော့ဆီမီကတ်စ်ပရီးမီးယားလိမှာပဲဆက်ပြီးတော့ရှိနေမလား။ဒါမှမဟုတ်တခြားသောလိတခုခုကိုပဲပြောင်းသွားမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ဆွေးနွေးရအောင်ခင်ဗျာ။ဒီသတင်းကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Italy ဘက်ကဖူမကာတိုသတင်းတင်တာကဖော်ပြထားပါ။ Manchester United အသင်းက သက်25နှစ်အရွယ်ရှိပြီဖြစ်တဲ့အီတလီနဲ့ Fiorentina တိုက်စစ်မှု Moise Kane ကိုခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့သိရပါဗျ။ Moise Kane ကလည်းဒီနှစ်နွေရာသီမှာ hype လာနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်ဗျ။ Moise Kane ကိုလိုချင်နေတဲ့ club တွေအများကြီးပဲနော်။ Moise Kane ကလည်းဟို Romelu Lukaku လိုပုံစံမျိုးတိုက်စစ်မှုဗျ။ तू ကအသင်းထဲမှာကစားရင်သာတိတ်အဆင်မပြေတာ။ လိုတာမန်အသင်းတွေမှာသွားကစားရင်ကိုယ်တွေအများကြီးတွင်းတယ်အဲ့တော့ကြောင့်နီးပြရဲ့ polish လုပ်မှုပေါ်မှာပဲစိုင်လိမ့်မယ်ဒီကစားသမားအသင်းကြီးတွေရောက်သွားတဲ့အခါကျရင် PR short ချပေးနိုင်မဲ့ပုံစံမျိုးယုံကြည်ချက်တိဆောက်ပေးနိုင်မဲ့နီးပြမျိုးဆိုရင်တော့အဆင်ပြင်မယ်လို့တော့ကျွန်တော်ထင်တယ်ဈေးတက်တက်တားနဲ့ရမယ်ဗျာလီယန်ဒီလပ်ကိုခေါ်ယူရအဲ့လောက်မလွယ်ဘူးဈေးမမြအောင်ဆိုရင်ပဲခေါ်ချင်နေတဲ့ကလပ်တွေ များတယ်မန်ချက်စတာယူနိုက်တက်အနေနဲ့အပြိုင်ဆိုင်လိုက်ရမှာမရအောင်လို့ပြောတာတော့မဟုတ်ပါဘူးဒါပေမဲ့ခက်ခဲတယ်ဆိုတာကိုပြောတာပါဗီဒယောဂီရှ်ကလည်းဇီယန်ကြီးတဲ့အတွက်ကြောင့်ယူနိုက်တက်တို့ခုတ်ရွေးမှာ ပြန်ပြီးတော့စဉ်းစားဖို့ရှိတယ်မွာစီကိန်းကတော့ဒီနေရာမှာအနေငယ်ရွေးချယ်စရာရှိတဲ့တိုက်စစ်မှုဖြစ်တော့ရှိနေတယ်အဓိကတိုက်စစ်မှုမဟုတ်ရင်တော့မှအရင်ကတောင်းတင်းအောင်ထည့်သွင်းလို့ရတဲ့ကစားသမားမျိုးဖြစ်ပါတယ်မွာစီကိန်းကိုယူနိုက်တက်တဲ့တကယ်လေးလာစောင့်ကြည့်မှုတွေပြုလုပ်တည်တယ်လို့ကျွန်တော်ထင်တယ်တွန်းတွန်းတိုက်တိုက်နဲ့ဖိအားပေးပြီး ကစားမဲ့နေရာမှာကိုယ့်ရဲ့ teammates တွေအတွက်နေရာလွတ်တွေရှာဖွေပေးနိုင်တဲ့တိုက်စစ်မှုမျိုးလည်းဖြစ်ပါတယ်ခင်ဗျ။ဒါမဲ့လည်းရှေ့ပြေးသတင်းတွေဖြစ်တဲ့အတွက်ကြောင့် Marcy Kane နဲ့ United တို့သတင်းကကောလာဟာလာအဆင့်သာရှိသေးတယ်လို့တော့ကျွန်တော်ထင်တယ်။တကယ်တမ်းနီနီဆက်ဆက်ပိုရှိနေတဲ့တိုက်စစ်မှုတွေကတော့ Leon Delap နဲ့ Vedat Yogesh တို့ဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲ။ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျ။